မော်ဂျီလုံးနဲ့ကောင်လေးရဲ့နောင်တာပီတာဟာတဲချွားတဲ့ကောင်လေးတယောက်ဖြစ်ပေမဲ့သူ့ရဲ့တဲချွားမှုအောက်မှာတော့စိတ်မရှိမှုတစ်ခုရှိနေခဲ့ပါတယ်เจ้ามาဆိုရင်သူ့မျက်လုံးတွေဟာចောင်းစင်ခေါင်းလုံးတန်ကိုတန်တားရင်ပြရင်းပေါက်စီကိုရောက်နေတတ်ပါတယ်။သူကကနာမငိမ့်မဲနဲ့အချိန်ကုန်ဖို့ကြာနေတာကိုစိတ်ပြက်နေတတ်ပါတယ်။ပီတာမင်းကိုဘာကအာယုံပြက်စီတာလဲ။နည်းနည်းပေါ့ပေါ့အာယုံဆိုင်ပါဦး။ကျွန်တော်ကြီးပြေးလာမယ့်အကြောင်းကိုပဲတွေးနေမိလို့ပါ ကျွန်တော်လွတ်လပ်ခြင်းနဲ့အရေးပါတဲ့သူတယောက်ဖြစ်ခြင်းနဲ့တောင်းပန်ပါတယ်ဆရာမဘေတာဟာစောင်းရည်ရောက်တော့ຫນွေဦးကိုတတိယနေတက်ပြီးပန်းတွေပွင့်တော့နှင်းတွေကိုလွှမ်းနေတက်ပြန်ပါတယ်သူရဲ့ပျော်ရွှင်မှုဆိုတာကအမြဲတမ်းလက်တကန်းကွာမှရှိနေတယ်လို့ပဲခံစားနေရတာပေါ့ကြောင်စင်ပြီးရွှေအောင်လင်းလက်နေတဲ့နေလေခင်တခုမှာတော့ပီတာဟာနေဆိုင်တဲ့တောအုပ်ထဲကိုရှောက်သွားနေမိပါတယ်သူဟာမောပန်းလာတာနဲ့ရင်းကြီးတွေပေါ်မှာလှဲလိုက်ပါတယ် အရက်တွေလေးတိုက်လို့တရှက်ရှက်မြင်နေတဲ့အတန်းကသူ့ကိုတိတ်မကြခင်မှာပဲအိပ်ပျော်သွားစေပါတယ်။အဲ့လိုအိပ်ပျော်ကနေအချိန်မှာပဲခက်ပြက်ပြက်နဲ့နူးညံ့တဲ့အတန်းတစ်ခုကသူ့နာမည်ကိုခေါ်လိုက်တဲ့။ပီတာပီတာတဲ့ကျွန်တော်ကိုဘလို့သိရလဲ။အာခမရကဘယ်သူလဲ။အဲ့ဒါကအရေးမကြီးပါဘူး။ဒါပေမဲ့ဒါကဘာလဲပီတာ။ဒါကမင်းရဲ့ဘဝကြိုးချင်မြင်မယ်။ဒီဟာကိုဆွဲလိုက်ရင်အချိန်တွေရှေ့ကိုခုန်တက်သွားလိမ့်မယ်။ ဒါပေမဲ့တစ်ခါဆဲပြီးရင်တော့ဘယ်တော့မှနောက်ကျောင်းကိုပြန်လို့ရတော့မှာမဟုတ်ဘူး။ကျွန်တော်အရာကိုယူလို့ရမလား။ရတယ်ပီတာဒါကိုယူလိုက်ပါ။ဒုံမရဲ့မျက်လုံးတွေဟာကျင်နာမှုတတိပေးမှုနှမျိုးစလုံးနဲ့တောက်ပနေပြီးတော့အလင်းရောင်တောက်ပနေတဲ့မျော်ချီလုံးလေးကိုပီတာလက်ထဲကိုထည့်ပေးလိုက်ပါတယ်။အမြဲတမ်းတရိယထားပါပီတာ။မင်းရဲ့လက်ဆောင်ကိုပေါ့ပေါ့ဆော့ဆော့မဟုတ်ဘဲနဲ့ဉာဏ်ပညာရှိရှိအသုံးပြုပါ။နောက်နေ့အကြောင်းရောက်တဲ့အခါမှာတော့ စာတင်ချိန်တွေနဲ့မိနစ်တွေဖြည်းဖြည်းလေးကုန်နေချိန်မှာစိတ်မရှိတဲ့ပေတာကသူ့ရဲ့လက်ကိုအိတ်ကတ်ထဲထည့်လိုက်ပြီးအဲဆက်နေတဲ့ငွေရောင်မော်ချီလုံးလေးကိုဆန်းကျစ်လိုက်ပါတယ်။ကျောင်းကမင်းမင်းဆင်းရင်ကောင်းမယ်။နည်းနည်းပဲဆွဲလိုက်ရင်ရောအခန်းထဲကအရာတွေကလဲပတ်သွားပါတယ်။ရုတ်တရက်ပေတာကအိမ်မက်ထဲကနိုးလာတယ်လို့မျိုးဆီယမရဲ့အတန်ကိုကြားလိုက်ရပါတယ်။ကောင်းပြီသားတို့သမီးတို့မင်းတို့ပစ္စည်းတွေကိုတင်လိုက်တော့ကျောင်းဆင်းပြီ။ ဖေတာဟာအသက်ရှူတန်းလေးမမှန်တော့ပဲအံအောတကြီးမျက်လုံးအပြူသားနဲ့အပြင်ဘက်ကိုပြေးထွက်သွားပါတယ်။မော်ဆန်နဲ့ကြိုးချီမြဟာအလုပ်ဖြစ်နေပါပြီ။နောက်ရက်တွေမှာတော့ဖေတာကပြင်းစရာကောင်းတဲ့အိမ်လုပ်တွေကိုကြော်ချဖို့မော်ကြိုးချီမြကိုဆွဲပါတယ်။လရွေကိုကြော်ပြီးရုံးပရက်တွေစီကိုရောက်ဖို့သူ့ရဲ့ကလေးဘဝနဲ့လက်သမားအလုပ်တင်ဘဝကို မြင်မြန်ဆက်ဆံကြော်ဖြတ်ဖို့သူဟာမော်ကြိုးချီမြကိုဆွဲပါတယ်။နှစ်ပေါင်းများစွာဟာရက်သက်တစ်ပတ်တွေအဖြစ်ပြိုကျသွားပါတယ်။ သူလီစာကိုချင်မိတဲ့အချိန်မှာတော့သူမကသူ့ကိုတတိပေးပါတယ်။ပီတာကျမရှင့်ကိုသဘောကျပါတယ်။ဒါပေမဲ့ဒါကအရင်အရင်လိုနေတယ်လို့ခန်းစားရတယ်။ကျမတို့လက်ထပ်ဖို့အကြောင်းမပြောခင်မှာနှစ်ယောက်စလုံးမှာလိုအပ်ချက်တွေရှိနေသေးတယ်လို့ခန်းစားနေရတယ်။ကျမတို့နှစ်ယောက်စလုံးကတယောက်နဲ့တယောက်အကြောင်းဘဝအကြောင်းတွေကိုအများကြီးတင်ယူဖို့လိုသေးတယ်။နှစ်နှစ်လောက်တော့အချိန်ယူသင့်တယ်။ဟုတ်တယ်လီစာ။အင်းဒါဆိုတနည်းလို့ဆိုရင်ပြန်တန်းဖို့အသင့်ဖြစ်သွားမှာပါ။ နှစ်တွေဟာခေါင်းမူးစရာကောင်းလာအောင်မြင်မြန်ဆန်ဆန်ကုံဆုံးသွားပါတယ်။ဗီတာဟာပြင်းစရာကောင်းတဲ့အိမ်အလုပ်တိုင်းအိမ်မပျော်တဲ့ညတိုင်းကိုမှော်ကြိုးချင်မြင်ကိုဆွဲပြီးဖြတ်ကျော်နေခဲ့ပါတယ်။သူ့ရဲ့ပျော်ရွှင်မှုတွေကတော့ဝေဝါးလာပြီးထွက်ပြေးသွားတဲ့အထေပါပဲ။အရာအားလုံးမြင်မြန်ဆန်ဆန်ကုံဆုံးသွားပါတယ်။သူအသေးစိတ်အချက်လက်တွေကိုသတိမထားမိသလောက်ပါပဲ။ ဒါပေမဲ့အချိန်ကာလတစ်ခုကနောက်တစ်ခုကို အမြန်ကူသွားတဲ့အခါမှာပျော်ရွှင်မှုတွေတောင်ပါလွာလာတယ်လို့ခံစားရပါတယ်။ပီတာရဲ့အလင်လိုရတဲ့စိတ်ကို လီစာကစိုးရိမ်ပူပန်နေခဲ့ပါတယ်။ခက်ခဲနေတဲ့နေ့တွေကိုအလင်လိုနေတန်ဖိုးရှိတဲ့အချိန်တွေကိုပါရှင်ဆုံးရှုံးသွားလိမ့်မယ်။ငါဘာလုပ်ရမလဲဆိုတာကိုလာမပြောနဲ့။နောက်မှပြန်လုံနိုင်နဲ့။ရဲလာနေ့တွေအလီလီပြောင်းပြီးပီတာကမွေးနေ့များစွာကိုကြော်ဖြတ်ခဲ့ပါတယ်။တမန်နဲ့မှာတော့အိမ်ထဲမှာတိတ်ဆိတ်နေခြင်း ်ပီတာကမိုးစိတ်ရိပ်နေတော့မှန်ထဲမှာသူ့ရဲ့ရောင်ပြန်ဟက်နေတဲ့ပုံကိုတရေထားမိလိုက်ပါတယ်။သူ့ရဲ့ဇပင်တွေကဇပင်ဖြူတွေရောနေပြီးသူ့မျက်လုံးပတ်လဲကအရေးချောင်းတွေကို တွေ့လိုက်ရပါတယ်။သူ့စိတ်ထဲမှာရုတ်တရက်သဘောပေါက်သွားပါတယ်။သူ့ဟာအိုမင်းသွားခဲ့ပါပြီ။အဲဒီနေ့ရဲ့နောက်ပိုင်းမှာတော့ပီတာဟာသူ့မိသားစုဓာတ်ပုံတွေနဲ့ဝိုင်းရံထားတဲ့အိမ်ရှိမျက်နှာစာမှာတယောက်တည်းထိုင်နေတာကိုတွေ့လိုက်ရပါတယ်။သူသားလေးရဲ့ပထမဆုံးလမ်းလျှောက်တာ မွေးနေ့ပွဲတွေမိဘုံဘေးမှာစကန်းစားတဲ့ညတွေအားလုံးကတကယ်ဆိုရှင်တန်နေတဲ့အမှတ်တရတွေဖြစ်တင်တာပါဒါပေမဲ့သူအဲ့ဒီအချိန်တွေမှာအပြေအဝရှိမနေခဲ့တဲ့အတွက်အားလုံးကဝေဝါးနေပါတယ်ပေတာကအဲ့ဒီအချိန်တွေကိုပြန်ခန်းစားဖို့တောင်းတရင်မျက်လုံးကိုမှိတ်ထားလိုက်ပါတယ်အဲ့ဒီအရာတွေအားလုံးရဲ့တစိတ်တစ်ပိုင်းမဖြစ်ခဲ့တာကို သူစတင်တောင်းတရလာပါတယ်သူဟာသူ့ဘဝကိုလင်းမြန်စွာဖျက်ဆီးနေတဲ့ပြိတ္တတယောက်ဖြစ်နေခဲ့ပါတယ်။ဒါဘလို့ဖြစ်တာလဲ အချိန်တွေအများကြီးကမြင်းမြန်ဆန်ဆန်ပဲကုန်ဆုံးသွားတယ်။ပုံမြင်တွေရေမောတံတွေနှွေးတွင်းမှုတွေကိုငါလွှဲချော်သွားခဲ့ပြီ။နာကျင်မှုကိုကြော်သွားခြင်းပေမဲ့ငါပျော်ရွှင်မှုတွေကိုပါကြော်သွားမိပြီ။တချိန်ကလက်ဆောင်တကူလိုထင်ခဲ့တဲ့မော်ပညာအခုတော့ဝင်းဒိုးဝင်ပို့တကူလိုခန်းစားနေရတယ်။ဟိုင်းပီတာကျမတို့ပြန်ရောက်ပြီ။အိုးအိုးဂျုံကနောက်တစ်ပတ်လက်ထပ်တော့မှာဆိုတော့အရင်ပျော်နေရှာတယ်။သူ့ရဲ့မင်္ဂလာဝတ်ဆောင်သွားဝယ်ဖို့ရှင်နဲ့အတူတူလိုက်လာစေချင်တယ်။သူကသူ့ဘေကိုဘေးမှာရှိစေချင်တာလေ။ ငါသားရဲ့ပထမဆုံးလမ်းလျှောက်တာကိုတော့ငါမမှတ်မိတော့ဘူးလေစာငါချွန်းထွက်ကားမွန်နဲ့ဖခင်တရားမဖြစ်ခဲ့ဘူးတဲ့နဲငါဘွားတကူလုံးကဝေဝါးပြီးကုံဆုံးသွားသလိုပါပဲအခုသူအရွယ်ရောက်လာပြီးလက်ထပ်ဖို့နဲ့သူ့ဘာသာသူဖခင်တရားဖြစ်လာဖို့အစင်းသင်းဖြစ်နေပြီအချစ်ရဲ့ကိုကိုကိုအရင်တင်းကျပ်နေတာပါပဲလားဘာစားပြီးပြီလဲပြီးတော့ဒီတပ်ပုံတွေကဘာလို့ဒီမှာဒီလိုမျိုးပြန်ကျဲနေတာလဲအိမ်ရှိမှလည်းကျမတွေ့ခဲ့သေးတယ်ငါဒီတိုင်းပဲကြည့်နေတာပါ ငါကဓာတ်ပုံထဲမှာရှိနေပေမဲ့တကယ်တမ်းကျတော့အဲ့ဒီအချိန်တွေမှာဘယ်တော့မှရှိမနေခဲ့ဘူး။ပီတာရေကျမတို့အားလုံးမှာနောင်တတွေရှိနေတတ်ပါတယ်။ဒါပေမဲ့အခုကျမတို့အတူတူရှိနေတဲ့အချိန်နဲ့ကျမတို့မိသားစုနဲ့အတူရှိနေတဲ့အချိန်မှာတန်ဖိုးထားဖို့နောက်ကျတယ်ဆိုတာမရှိပါဘူး။အဲ့ဒါကပဲအရေးကြီးဆုံးပါပဲ။လင်းဆိုင်ရေမင်းရဲ့ကျင်နာမှုနဲ့ငါကမထိုက်တန်ပါဘူး။စင်ကထိုက်တန်ပါတယ်။ကျမတို့ဖျက်ဆီးခဲ့တဲ့ဘဝတွေအကောင်အဆိုးတွေကျမဘာတစ်ခုမှပြောင်းလဲမှာမဟုတ်ဘူး။ ရှင်းကိုကျမပေးမှာထားပြီးအရာအားလုံးကိုကြောဖြတ်ချင်ပါသေးတယ်။အားလုံးကိုကြောဖြတ်ချင်ပါသေးတယ်။အဲ့ဒီစကားတွေကပီတာနဲ့တူတညာလုံးရှိနေခဲ့ပါတယ်။နောက်တညာမှာတော့နောင်နာရီနဲ့ဖီစည်းခံနေရတဲ့ပီတာဟာကျယ်ရီဖုံးလွှမ်းနေတဲ့ကောင်းကင်အောက်ကတောဟုတ်ထဲကမြေကွက်လက်စီကို ပြန်လျှောက်သွားခဲ့ပါတယ်။လေတွေကအေးမြနေပြီးကဘာကြီးကတော့တိတ်ဆိတ်နေပါတယ်။သူ့ရဲ့အမတ်တရားတွေလိုပါပဲ။သူဟာဒူးထောက်လဲကျသွားပါတယ်။ ငွေရောင်မော်ချီလုံးလေးကသူ့အိတ်ကပ်ထဲမှာလေးလံနေပါတယ်။ကျေးဇူးပြုပြီးကျွန်တော်မော်ပညာကိုပြန်ပေးခြင်းပါတယ်။ကျွန်တော်ဘွားကိုနောက်ထပ်မမြန်စေချင်တော့ပါဘူး။ပီတာမင်းလား။အော်ငါမင်းကိုမမှတ်မိတော့ဘူး။အိုးဟုတ်ပါတယ်ကျွန်တော်ပီတာပါ။ကျေးဇူးပြုပြီးကျွန်တော်ဒါကိုဆက်ပြီးမလုပ်နိုင်တော့ပါဘူး။ကျေးဇူးပြုပြီးခမရဲ့လက်ဆောင်ကိုပြန်ယူသွားပေးပါ။ငါရဲ့လက်ဆောင်ကမင်းကိုပျော်ရွှင်မှုပေးခဲ့လား။မပေးခဲ့ပါဘူး။ အဲ့ဒါကဘွားကိုဟာလာရင်းလင်းဖြစ်နေတယ်လို့ခန်းစားရစေတယ်။ကျွန်တော်ကဝမ်းနည်းမှုကနေပုံအောင်ပြီးထွက်ပြေးနေခဲ့တယ်။အဆုံးမှာတော့အရာအလုံးကိုလွဲကျော်ခဲ့ပြီးဝမ်းနည်းမှုရောပျော်ရွှင်မှုကိုပါတွေ့ရှိခဲ့ရပါတယ်။လူအများစုကပျော်စရာအချိန်တွေကိုပဲစွတ်တကွလိုလိုက်ဖမ်းကြတယ်။ဒါပေမဲ့အချိန်ဆိုတာပိုင်ဆိုင်ရမယ့်အရာမဟုတ်ဘူး။အဲ့ဒါကခရီးသွားရမယ့်လမ်းတစ်ခုပါပဲ။ဉာဏ်ပညာဆိုတာမြန်နှုံးကနေလာတာမဟုတ်ပဲရှိနေခြင်းကနေလာတာပါ။မင်းရဲ့ဘဝအယောင်နဲ့အနေနဲ့ကိုသူ့ရဲ့လမ်းကြောင်းပေါ်မှာရှောင်းမှပဲမြင်နိုင်မှာပါ။ တလန်းပြီးတလန်းပေါ့ပီတာကကောင်းငိမ့်လိုက်ပါတယ်သူနှလုံးသားထဲမှာနယ်ရှိုင်းတဲ့အမှန်တရားကို ခံစားရပြီးတော့အသက်ရှင်နေဆိုတာရှိနေခြင်းပွင့်လင်းခြင်းနဲ့အတီးခံခြင်းဖြစ်ပြီးချိုမိန်နာရီနဲ့ခါသက်တာတွေကိုအတူတူလက်ခံရတာပဲဆိုတာကိုသူသဘောပေါက်သွားပါတယ်ကောင်းပြီပီတာမင်းရဲ့နောက်ဆုံးစကားကိုဉာဏ်ပညာရှိရှိရွေးချယ်ပါဘာကြောင့်လဲဆိုတော့မင်းတောင်းဆိုတဲ့အရာကမင်းရဲ့မနဲ့ပြန်ကိုပုံဖော်ပေးမှမို့လို့ပါပဲကျွန်တော်ဘဝကိုတစ်ခါလောက်ပြန်ပြီးရှင်သန်ခွင့်ပေးပါ ဒါပေမဲ့ဒီတခါတော့မှော်ကြိုးချင်မြင်မပါဘဲနဲ့ပေါ့ကျွန်တော်ဘွားရဲ့ပျော်ရွှင်မှုနဲ့ဝမ်းနည်းမှုတိုင်းကိုခံစားချင်ပါတယ်ခါးသီးနေရင်တော့အချိန်တိုင်းကိုအယတာခံကြောဖြတ်ချင်ပါတယ်ဘာကိုမှ နောက်ထပ်အလီလိုတော့မှမဟုတ်ပါဘူးသူမကပြုံးလိုက်ပြီးငွေရောင်မှော်ချီလုံးလေးကိုပြန်ယူလိုက်ပါတယ်ကဘာကြီးကအဖြူရောင်အလင်းနှံတစ်ခုဖြင့်မေးမိန်သွားပြီးတော့ဘွားရဲ့နာရီတန်တစ်ချက်ချက်နဲ့ရက်တန်သွားပါတယ်ထားတော့ပီတာမင်းမြန်မြန်မသွားရင်ကြောင်းနောက်ကျလိုက်မယ် ဗီတာဟာသူ့ရဲ့ကလေးဘွားအိယာမှာနိုးထလာခဲ့ပါတယ်။အိရဲ့ရင်းနှီးနေတဲ့အတန်တွေနဲ့အနံ့တွေက သူ့ကိုစောင်းလို့ရေပတ်ထားပါတယ်။သူ့မိကနုပြိုတဲ့မျက်နှာလေးနဲ့သူ့ရဲ့ပခုံးကိုညင်သာစွာကင်လိုက်ပြီးပြုံးရွှင်နေပါတယ်။မေမေဒါတကယ်ပဲမေမေလား။ဟုတ်ပါတယ်။တားကထူးဆန်းတဲ့ကောင်လေးပဲ။အခုထပြီးကြောင်းသွားဖို့ပြင်ဆင်လိုက်တော့တားနောက်ကျနေပြီ။လီစာကအောက်ထပ်မှာတားကိုစောင့်နေတယ်။မေမေတားမေမေကိုချစ်တယ်။ ပြီးတော့တားကိုမေမေလှုပ်ပေးတဲ့အရာအားလုံးအတွက်လည်းကျေးဇူးတင်ပါတယ်။အိုးမေမေကလေးလေးရယ်ဟုတ်ပါပြီ။အခုထအဝတ်စားဝတ်တော့ကျေးဇူးတင်တတ်မှုတွေနဲ့ပြန်လည်မွေးဖွားလာတဲ့ပေတာဟာဆရာထက်တန်စွာနဲ့အဝတ်စားဝတ်ပြီးလေးစားကိုတွေ့ဖို့အောက်ထပ်ကိုပြင်ဆင်သွားပါတယ်။ပေတာနင်အရန်နောက်ကြတာပဲ။အဲဒီနေ့ကစပြီးပေတာဟာကဘာကြီးရဲ့အလားပါကိုတရီထားမိဖို့စိတ်ပိုင်းဖြတ်ထားပြီးအချိန်တိုင်းကိုနှုတ်ဆက်ဖို့အသင့်ဖြစ်နေခဲ့ပါတယ်။ ိုးပီတာရေငါတို့မြန်မြန်ရှောက်တဲ့နေအဆင်ပြေပါလေလေစာငါတို့ရောက်ပါလိမ့်မယ်ငါတို့အချိန်တိုင်းကိုအပြည့်ဝရှင်းတန်းနေငါတို့အမြဲတမ်းဒီလိုပျော်ရွှင်နေမယ်လို့နင်ထင်လားဟုတ်ပါတယ်အနာဂတ်ဆိုတာမကြခင်ရောက်လာမှာပါအဲဒီနောက်မှာတော့ပီတာဟာစစ်မှန်တဲ့ပျော်ရွှင်မှုဆိုတာအနာဂတ်စီကိုအပြေးသွားတာမဟုတ်ဘဲပြေဆောက်ပံကိုတီးခံခြင်းကျေးဇူးတင်ခြင်းနဲ့ချက်ချင်းမြတ်တာတို့နဲ့ပွေးဖက်ခြင်းဆိုတာကိုတည်သွားခဲ့ပါတယ်ချက်ချင်း ဘဝနဲ့ပျော်ရွှင်မှုတွေဟာပီတာနဲ့လီစာကို ရှာဖွေတွေ့ပါလိမ့်မယ်။အလင်းစလုံးနဲ့မဟုတ်ဘဲခြေတလန်းချင်းစီနဲ့ရှုံးပွဲအိုင်တစ်ခုချင်းစီကိုဖျက်ချော်ပေးတော့ပါ။